ဗုဒ္ဓံသရဏဂိဆာမိကမြတ်စွာဘုရားဖျားဖြစ်ပြီးတော့တရားဟောတရားဟောလို့တရားကိုသဘောကျပြီးတော့ဖျားလည်းကြီးညိုတယ်ဖျားဟောတဲ့တရားကိုလည်းပဲသဘောကျတယ်ဆိုရင်အဲ့ဒီသဘောကျတဲ့ပုဂ္ဂိုလ်ကကြီးညိုတဲ့ပုဂ္ဂိုလ်ကဘုရားဘာသာဖြစ်လာတာငကောတော့ဘုရားဘာသာမရှိဘူးလေဖျားမှမှ ပွင့်လာရှိသေးတာဟုတ်နော်ဖျားဖျားတရားနာပြီးမှဖျားကိုကြီးညိုတရားကိုကြီးညိုပြီးတော့ဘုရားဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်ကတပည့်တော်ဘုရားဘာသာပါဖျား တပိတော့ဘုရားကိုလည်းကြည်ညိုပါလေတရားကိုလည်းကြည်ညိုပါလေသံဃာကိုလည်းကြည်ညိုပါလေဘုရားလို့ရှောက်တာကိုအဲ့ဒါဘုလားသရဏကိစ္စမိကိုကိုကိုဘုရားကိုကြည်ညိုတဲ့တကဖြစ်ပါတယ်လို့ရှောက်တာအဲ့ဒါလူတိုင်းမဆိုရဲဘူးဟုတ်လားဘုရားဘာသာအမိခံလိုက်တာပဲလေဘုရားဘာသာကဝမ်းလာတာသူကအတော်အေးပါတဲ့ဟာနော်တော်တော်အေးပါတာဒါဒီရမရှိမရဘူးနော်အဲ့တော့ဘုလားသရဏကိစ္စမိဟာသာသနာအစာပိုင်းလုံးကဘုရားဘာသာနဲ့ဝင်ရောက်လာတဲ့ပုံကိုယ်တွေအလုံးကနေပြီးတော့ မိမိဘုရားဘာသာဖြစ်ကြောင်းဖျားသိအောင်လို့လျှောက်တဲ့စကားရအဲ့ဒါကိုနင်တို့ကိုဆိုခိုင်းတာနော်အဲ့ဒါဆိုခိုင်းလိုက်တာအဲ့တော့အဲ့ဒီဟာကိုဆိုခိုင်းလိုက်လို့ရှင်ပြီးပါလေရတယ်ဘာလို့အဲ့ဒီရှိကနမောတတကြီးရဆိုရတာတော့လို့ဒီမှာမေခွန်ပဲနော်နမောတတဘာလို့ဆိုရလဲနမောတတကဖျားရှိခိုးတယ်နမောတတဘဂဝါတော်ရဟတော်သမသမောတတဖျားရှိခိုးဖျားရှိခိုးတူတူလေးနဲ့အကောင်းဆုံးကိုပြပါဆိုရင်အဲ့ဒါနမောတတကိုပြောလိုက်အတူတူလည်းမဖျားရှိခိုးမရှိတော့ဘူးနော် တူလဲတူဆုံးအကောင်လဲအကောင်ဆုံးပဲနော်ဘဂဝါတော်ရဲ့အရဟတော်ရဲ့သမ္မသမ္ဗုဒ္ဓတ္တသုံးလုံးကဖရာရဲ့ဂုဏ်တော်သုံးခုကိုပြောလိုက်တာနော်ဘဂဝါတော်ဆိုတာဘုလိုကြည်ဆုံးမှုတမြတ်စွာဘုရားအရဟံဆိုတာကပုဇော်ထုကိုခံတော်မူလဲတဲ့ဘုရားသမ္မသမ္ဗုဒ္ဓဆိုတာအလုံးစုံသောတရားတို့ကိုကိုယ်တော်တိုင်းမပေါ့မပြန်သိတော်မူလဲဘုရားဂုဏ်သုံးခုနဲ့အဲ့ဒီသုံးခုကဖရာရဲ့ဂုဏ်တော်၉ခုရှိ၉ခုထဲမှာအဲ့ဒီထိတ်က၃ခုကထိတ်စီဒီ၃ခုကိုယူရဲလို့ရှင်နောက်၆ခုကပါတယ် ဒီသုံးခုဆိုလိုက်လို့ရနောက်၆ခုလည်းပါအပါတဲ့အတွက်သုံးဂုံတော့၉ပါးသလုံးပါအဲ့ဒါဂုံတော့၉ပါးကိုချုပ်ပြီးတော့သုံးပါးတဲ့နဲ့ချက်ခိုးလိုက်တာဒါကြောင့်မို့လို့အကျဉ်ဆုံးအတူဆုံးနဲ့အကောင်းဆုံးဘုရားရှိခိုးကနမောတဿဘာလို့နမောတဿလဲရှေခိုးခိုင်းတာတော့လို့ဆိုတော့ तू ကတရဏဂုံစောက်တည်ပြီးတော့ဘုရားဘာသာခံယူတော့ပါလေဟုတ်တယ်မလားတရဏဂုံစောက်လေဆိုတော့ဘုရားဘာသာခံယူတာကိုဘုရားဘာသာခံယူတဲ့ပုဂ္ဂိုလ်ကတကယ် तू ဘုရားဘာသာခံယူတာဟုတ်လားမဟုတ်လား ဆမ်းဆမ်းလို့ရှိရင်ပထမဘာလဲဆမ်းရှေခိုးခိုင်းကြည့်ဖះရှေခိုးကမရှေခိုးမှလားရှေခိုးမယ်အဲရှေခိုးမယ်ဆိုရင်တော့ဟုတ်ဖះမရှေမခိုးရအောင်ဆိုရင်သူဘာသာကဆိုလည်းမဟုတ်ချင်မှာဟုတ်မလားဟုတ်တယ်မလားအဲ့တော့ဒီလူကဘုရားဘာသာတကယ်ဝင်ရောက်တဲ့ပုဂ္ဂိုလ်ဘုရားဘာသာကိုတကယ်ကြည်ရတဲ့ပုဂ္ဂိုလ်သိအောင်အရင်ပထမဖះကိုရှေခိုးခိုင်းလိုက်တာနော်ဘုရားသနာအဲ့ဒီနမောတဿနဲ့အဲ့ဒါနမောတဿနဲ့ရှေခိုးပြီးတော့သုံးချင်ရှေခိုးခိုင်းတာတကယ်မဟုတ်ဘူးအော်သုံးချင်တိတိဒီကောင်ဖះရှေခိုးတယ်ဆိုရင်တော့ဟုတ်ပြီဒီကောင်က သာသနာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ဒီကောင်အစ်စ်ပဲ။ကိုက်အစ်စ်ဆိုရင်တော့မြတ်ဗုဒ္ဓံတရဏံကိစ္စမိဆိုးဆိုပြီးတော့ဆိုခိုင်းတာ။အဲ့ဒီနေသွားတာအစီစဉ်ကအဲ့မိကောင်းတာနော်။အဲ့တော့အဲ့ဒါလေးကိုဗုဒ္ဓံတရဏံကိစ္စမိဓမ္မတရဏံကိစ္စမိဆိုပြီးတော့ဘုရားဘာသာဖြစ်သွားလို့ရှိရင်အခုနေလို့ပြုတဲ့ဒါနကဘာထူးသွားမှာလဲ။ဒါနကုသိုလ်ပြုတာကသာသနာ့ဝင်ပြုတဲ့ဒါနနဲ့သာသနာပပြုတဲ့ဒါနရဲ့နှစ်မျိုးရှိတယ်။ သာသနာပပြုတဲ့ဒါနကအကျိုးပေးမထက်တာသာသနာတွင်ပြုတဲ့ဒါနမှာအကျိုးပေးထက်တာဒါနေလို့သိပါပါနော်အဲ့တော့ခုနေလို့ပြုတဲ့ဒါနသည်သာသနာတွင်ပြုတဲ့ဒါနဆိုတာကိုသိအောင်လို့ဘုလန္တရနာကိစ္စမျိုးဆိုခိုင်းတာနေလို့ငကိုကလေးဟိုလာဖရာကြီးညိုတဲ့တရားကြီးညိုတဲ့ပုဂ္ဂိုလ်တွေမှာငါတို့ကသိတာပါဟုတ်တယ်မလားသိပြီမလို့ထဆိုခိုင်းတာဘာလို့ဆိုခိုင်းတာလဲဆိုတော့အခုပြုတဲ့ဒါနကုသိုလ်သည်သာသနာတွင်ပြုတဲ့ဒါနကုသိုလ်လို့ဖြစ်သွားအောင်လို့ဆိုခိုင်းတာဗျနော်ဘာလို့ဆိုခိုင်းတာလဲဆိုတော့ အဲ့ဒီဘုရားသရဏဂိဇာမိဆိုတဲ့အဲ့ဒီသရဏဂုံသုံးပါးကသာသနာရှိမှရှိတာတဲ့သာသနာကွယ်ရင်ကွယ်လာတဲ့သူကနော်အဲ့တော့ဘုရားသရဏဂိဇာမိကတင်းလို့သာသနာရှိတော့မဆူလို့ရတာသာသနာကွယ်ရင်မရှိတော့ဘူးတဲ့အဲ့တော့ဘုရားသရဏဂိဇာမိဆိုတာကိုထောက်လိုက်လို့ရှိရင်ဒီကနေ့ဆုံးတူတဲ့တကားတွေဟာသာသနာတွင် ပြုတဲ့ဒါနကုသိုလ်ဒီလိုပြုတဲ့ဒါနကုသိုလ်အဲ့လိုအတိတ်ရောက်လာနော်သာသနာပပြုတဲ့ဒါနကုသိုလ်မဟုတ်ဘူးလို့သိသွားပြီနော် ်သိသွားပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဆုံးလူတဲ့တကားတွေကသာသနာတော်ကိုကြည်ညိုတဲ့ကုသိုလ်လူတွေဆိုတာလည်းပဲသိသွားပြီနော်သာသနာကိုကြည်ညိုရင်မဟုတ်ဘူးသာသနာရှိနေတုန်းသာသနာတွင်းမှာဒီဒါနကုသိုလ်ကိုပြုတာလို့လည်းအဲ့ဒီပဲသိသွားပြီနော်သိသွားပြီသိရင်အဲ့ဒီလိုဆိုရင်ဒီကောသာသနာကြည်ညိုရုံပဲလာနေလို့ကနောက်တက်လာမယ်မျိုးကနော်။အကြည်ညိုရုံလည်းမဟုတ်ဘူး။တိလရှိတဲ့ပုံပေါ်လေး အလူရဲ့အကျိုးအာနိသင်ကသီလရှိတဲ့ပုဂ္ဂိုလ်နဲ့သီလမရှိတဲ့ပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်လူတဲ့ဒါလကပို့ပြီးတော့ညက်တာလေသီလမရှိတဲ့ပုဂ္ဂိုလ်လူတဲ့ဒါလကမမြတ်ဘူးလေအဲ့တော့နေလို့ကသီလရှိတဲ့ပုဂ္ဂိုလ်တွေလို့သိအောင်လို့ပါဏတိပါဏနဲ့ငါးပါးသီလအောက်တည်ခိုင်းတာအဲ့တော့ဒီကနေ့သွန်းဒါနပြုတဲ့ကုသိုလ်တွေဟာရိုးရိုးသားမှမဟုတ်ဘူးဟုတ်လားယတနာ၃ပါးကိုပြင်မာထားတဲ့အပြစ်လည်းမရှိဘူးအပြစ်ကင်းတဲ့ပုဂ္ဂိုလ်တွေလို့တမ္ပတ်တဲ့ဩဃာသကအထိပ္ပယ်ပြောတယ်နော် နံပါတ်1ဗုဒ္ဓံတရဏကိစ္စမိကဒီနေ့သုံးဒါနပြုတဲ့ကုသိုလ်တွေဟာသာသနာတော်ကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေသာသနာတော်ကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်မကြည်ညိုတဲ့ပုဂ္ဂိုလ်လည်းလှူလို့ရတာပဲလေသူကဟုတ်တယ်မလားကြည်ညိုတဲ့ပုဂ္ဂိုလ်တွေတစ်ချက်ပြလိုက်နောက်တစ်ခါဒီကနေ့ပြုတဲ့ဒါနကုသိုလ်ကသာသနာရှိတုံးသာသနာတော်မှာပြုတဲ့ဒါနကုသိုလ်သာသနာမရှိတဲ့သာသနာပကာလမှာပြုတဲ့ဒါနကုသိုလ်မဟုတ်ဘူးလို့အဲ့ဒီပဲတစ်ချက်ပြလိုက် နောက်တကငါးပါးသီလပါဠိလိပ္ပလာစောင့်တည်ခြင်းဒီပြီးဒါနပြုတဲ့ကုသိုလ်တွေဟာသီလရှိတဲ့ပုဂ္ဂိုလ်တွေသီလမရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့ထိပ်ပြပြတယ်အဲ့တော့ဒီဩဃာတအစီအစဉ်လေးဟာကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ကိုချီးမြှောက်တဲ့အစီအစဉ်လေးပြနင်တို့ကိုချီးမြှောက်လိုက်တာနော်နင်တို့ကရိုးရိုးပုဂ္ဂိုလ်လေးမဟုတ်ဘူးဒီနေ့ဆုံးလူတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဂုံလေးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလို့ပြောလိုက်တာပဲနော်အဲ့ဒါလေးကိုကောင်းမှမသိကြဘူးနော်အတော်ကောင်းတဲ့အစီအစဉ်လေးကြီး အော်အဲ့ဒါလေးကိုသိပြီတော့မှအော်ဒီလူဂုံနေနဲ့ပြည်စုံနဲ့ငါတို့ဟာဒါသံဃာတော်တွေကိုစောထာလာကုသိုလ်ငါတို့လာပြုကြတာလို့အဲ့ဒီလိုသိသွားရအဲ့တော့သာသနာအတွင်းနဲ့သာသနာပကောကအကျိုးပေးခြင်းမတူဘူးဆိုတာကိုလည်းပဲအဲ့ဒီသာသနာအတွင်းပကောလည်းပဲငါကပြောခြင်းသာသနာတွင်းသာသနာပမှာလည်းတော့အများမှာပြောနေကြတာကဟိုပြက်ကလေးနဲ့ပြောနေကြတာသာသနာ9000သာသနာ9000နဲ့ဒါ9000ဆိုတာသာသနာ2 9000ကိုပြောတာလေ နှစ်ဆိုတာပြက်ကြရင်ဘုရား72လတစ်နှစ်နဲ့တွက်တာဟုတ်ပါနော်72လတစ်နှစ်နဲ့တွက်တယ်ဒီပေါင်း9000တကယ်တော့စာပြေအဲ့ဒါမဟုတ်ဘူးဒါဘယ်သူကလည်းဘလို့ထွန်းသွားလို့မသိဘူးဘုရားဘာသာတကယ်လုံးပြက်နှံ့သွားတယ်ငါလို့လည်းမတတ်နိုင်တော့ဘူးတကယ်တော့သာသနာတွင်သာသနာပါသာသနာကဌာနတစ်ခုမှမဟုတ်ပဲနဲ့မထာနာဆိုရင်ဒါငါတို့တက္ကသိုလ်ကြီးဆိုရင်ဒါတက္ကသိုလ်ကျောင်းကြီးဌာနကြီးတက္ကူပေါ့ဌာနကြီးတက္ကူဆိုလို့ရှိရင်အပြင်မှာဥဒ္ဒရိုင်းကာထာလာရှိတယ်လေဒါဥဒ္ဒရိုင်းအတွင်းဝင်လာရင်နင်တို့အတွင်းရောက်သွားတာပေါ့အပြင်ထွက်လာရင်အပြင်ထွက်သွားမှာ တာသနာအဲ့ဒီလိုကြီးမှဝင်လာထွက်လာအပေါက်မှမရှိဘဲနဲ့ဟုတ်လားဟုတ်လားမဟုတ်လားဌာနတကူမဟုတ်ဘူးအတွင်းအပဘယ်လိုခွဲလာလို့ဆိုတာဖခင်ရဲ့အဆုံးအမတာသနာလို့ခေါ်တာအဲ့ဒီအဆုံးအမအတိုင်းနေထိုင်တဲ့လိုက်နာပြီးတော့နေထိုင်တဲ့ပုဂ္ဂိုလ်ကိုတာသနာတွင်လို့ခေါ်တာဖခင်အဆုံးအမတကူမလိုက်နာပဲနဲ့ကိုယ်သဘောနဲ့ကိုယ်ကိုထင်းတယ်လို့ကိုယ်နေတဲ့ပုဂ္ဂိုလ်ကိုတာသနာမခေါ်တာအဲ့ဒီလိုသိမှရမှာဟုတ်တာသနာတွင်တာသနာမကအဲ့လိုခေါ်တာဟုတ်လို့ကြီးဌာနမဟုတ်ဘူးအတွင်းအပြင်ကြီးခုံကျော်လို့မရဘူးနော် ဘုရားအဆုံးအမလိုက်နာတဲ့ပုဂ္ဂိုလ်ဟာသာသနာ့အတွက်ပဲအဲ့တော့ဘုရားအဆုံးအမကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘုရားကိုလည်းပဲကြီးညိုတော့ကြီးညိုတော့လေကြီးညိုပြီးတော့ဘုရားစကားနားမတော်တာရှိနေရှိနေတာပဲလေနေလို့စဉ်းစားကြည့်ရအောင်နော်ဟုတ်လားအဲ့ဘုရားစကားလည်းပဲနားထောင်နေကြီးလည်းကြီးညိုတဲ့ပုဂ္ဂိုလ်တွေဟောကြီးညိုတာကဘုလုံးတဏ္ဏကိစ္စမေးကပြောတာလေဘုရားအဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေဆိုတာအဲ့ဒါသာသနာတွင်ပုဂ္ဂိုလ်တွေလို့ပြောတာဗျအဲအဲ့ဒီလိုဒါဘုရားအဆုံးအမနဲ့ညီပြုတဲ့ ဒါနဖြစ်တဲ့အတွက်ဒီကနေ့ဒါနဒီသာသနာတွင်ဒါနအဲ့ဒီဒါနဒီဘုရားအဆုံးအမနဲ့မညီတဲ့ဒါနနဲ့ရှင်လိုက်လို့ရှိရင်ဘုရားအဆုံးအမနဲ့ညီတဲ့ဒါနကပို့ပြီးတော့အကျိုးပေးထက်တယ်